မင်္ဂလာပါဟိုတနေ့တော့ခရင်သီးနဲ့ဟင်းပုံလေးတင်ပေးတော့အရန်ကိုသဘောကျကြတယ်အဲ့တော့ဒီဟင်းချက်နီးပုံစံ post လေးကိုတင်ခိုင်းလာခုနဒီနေ့မှတင်ပြပါတယ်အဲ့တော့ခရင်သီးနဲ့ကတော့အရင်ပုံစံတွေနဲ့မတူဘဲနဲ့ခရင်သီးနဲ့ကိုအရင်တော့တော့ပဇွန်ကြောင်းနဲ့နှက်တယ်ဥမာဝတ်သားနဲ့နှက်တယ်ပေါ့နော်ဒီတစ်ခါတော့ဦးနိုင်ကကြက်သားလေးကိုဆင်းလိုက်တယ်ဆင်းပြီးတော့မှငပုတ်ချောက်လေးနဲ့ရောပြီးတော့နှက်မှာဖြစ်ပါတယ် KND နှက်ဖို့အတွက်ကိုတော့အခုမြင်တွေ့ရတဲ့ KND ကိုပဲရွေးတာများတယ်ဟိုအစဲရောင်ဒီအရှိသီးလေသူထောပတ်သီးလို့လည်းခေါ်တယ်သူ့ကိုတော့မရွေးဖြစ်ဘူးဘာကြောင့်လဲဆိုတော့သူကနူးလွယ်ပြီးတော့ပြဲကွဲသွားတာမြင်တော့သိမ့်မကြိုက်ဘူးပေါ့နော်အဲ့ဒါဒါလေးကိုရွေးတယ်ပြီးတော့မှသူ့ကို၄စိတ် အရာလေးပေးလိုက်တယ်ပေးပြီးတော့ပထမဆုံးကတော့သူ့ရဲ့ဒီအညာလေးတွေထည့်ဦးမလို့အညာလေးထည့်ဆိုငင်ကတော့ဒါဂျင်းအသေးစားလေးပေါ့ကွယ်ဘာလဲခင်ဗျားဒီအညာကိုစားလို့ရှိရင်ဓာပီးတယ်လို့ဒုတ်ပီးတယ်လို့ပြောကြတယ်မလားအေးအဲ့မျိုးသွားပြီးတော့အမှတ်ရတယ်လေအဲ့တော့ဒါအခုတော့မထည့်ဖြစ်ပါဘူးအဲ့တော့အရာသာတကိုတော့စားထည့်တယ်ဟင်းချုံမုတ်ထည့်တယ်စွန်းနှုတ်မုတ်ထည့်တယ်ကြက်သားနှုတ်နှုတ်စင်းထားလေးထည့်တယ်ပြီးတော့ငပုတ်ချောက်မှုမှုလေးပေါ့အဲ့ဒါလေးအသေးသေးတိတ်တိတ်လေးလှီထားထည့်လိုက်ပါတယ် ထောင်းထားတာကကြတော့ကြက်တော်အနီကြက်တော်ဖြူအနေငယ်ငရုတ်သီးစိမ့်မို့ရထောင်းထားတယ်ပြီးတော့မှ CO တော့ရွှေအုံမြေပဲစီတန်လေးကိုခရမ်းသီးနှက်တဲ့ခါမှာတော့ E နေအောင်ပို့ထည့်ရမှာဖြစ်ပါတယ်ပြီးတော့မှအဲ့ဒီပါဝင်ပစ္စည်းတွေအားလုံးရောတော့နေမယ်ခရမ်းသီးရဲ့အကြားတွေထည့်သက်သလောက်ထည့်မယ်နော်ပြီးလို့ရှိရင်တော့ဦးနန်းတို့ဒီစုံချင်းလေးပါထည့်ပြီးတော့အဖုံးလေးအုပ်မီးပုံမှန်လေးနဲ့နော်စိတ်ရှိလက်ရှိနဲ့နှက်လိုက်ပါမယ် ခရမ်းသီးဟင်းကိုတော့ဘလို့ပုံစံမျိုးနဲ့ချက်ချက်ဥနာအရန်ကြိုက်တယ်သူ့ကိုပဲအဥစားပေးပြီးတော့ main dish အနေနဲ့ချက်တာကြိုက်တယ်လို့အခြားဟင်းတွေမှာလိုက်ပြီးတော့မှရောပြီးတော့ချက်တာကိုလည်းအဲသူ့ပါတယ်ဆိုလို့ရှိရင်အရန်သဘောကျတယ်ပေါ့နော်ဥပမာဘဲဥအချင်းဆိုရင်သူ့အများကြီးထည့်လိုက်တာမျိုးတော့နောက်ဒီအာဗာလဲပေကလာဟင်းဆိုလို့ရှိရင်သူ့မြင်းများသုံးလိုက်တာမျိုးတော့เนาะအဲ့ဒါမျိုးတွေပေါ့နော်အဲ့တော့ခရမ်းသီးကိုဘယ်နေရာပဲဖြစ်ဖြစ်ခရမ်းသီးကိုဖုတ်ပြီးတော့တုတ်တာအစားဖုတ်ပြီးတော့ထောင်းတာအစားအရန်သဘောကျပါတယ် ုနိုင်တို့ page မှာကအာ old say ဟင်းချုံမုတ်ကရနေသေးတယ်ပြီးတော့မှ coffee 3 in 1နေထဲမှာ super အရောက်၃မျိုးရတယ် copy ကိုရတယ် now nest ရတယ် now nest မှာမှာ coffee mug တီးတက်လို့ခြင်းတဲ့သူ red cup က espresso rose ရတယ်ပြီးတော့ japan ဗါလဲစပင်းဆိုးစေးတို့ thai shome တို့နောက်ပြီးမှတော့တိုက်ဆိုးဆိုရင်စန်ဆိုဒိုင်းတို့ now ဓာတ်ဆက်ကလေးတွေအဲ့လိုမျိုးလေးတွေရနေပါသေးတယ် ခရမ်းသီးလေးတွေအီစာပြုတ်ပြီဆိုလို့ရှိရင်တော့အရသာလေးတွေတဖြည်းဖြည်းသွင်းပေးရမှာပေါ့နော်အဲ့တော့အရသာကတော့လိုအပ်ပါတယ်အချိုတို့အငံတို့ပေါ့လေနော်အဲ့ဒါလေးတွေကဒီငပုတ်ချောက်ကလည်းသူ့ရဲ့မှွေးတဲ့နံလေးထွက်လာပြီးငပုတ်ချောက်ကလည်းအငံတက်အနှဲငယ်ရှိပါတယ်နော်အဲ့တော့ပြီးလို့ရှိရင်တော့သူ့ရဲ့လိုအပ်တဲ့အရသာလေးတွေထပ်ထည့်မယ်ပြီးတော့မှခရမ်းသီးတွေဤလာပြီးတော့စီလေးလေးပြန်လာပြီဆိုလို့ရှိရင်တော့အနေနဲ့က အဲကိုလည်းမိမိစိတ်ကြိုက်ပေါ့နော်အရာသားတွေလည်းပေါ်လွင်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့အနေနဲ့တော့နန္ဒမင်းလေးအုပ်လိုက်မှာဖြစ်ပါတယ်အဲ့လိုနန္ဒမင်းလေးအုပ်လိုက်ပြီဆိုလို့ရှိရင်တော့အနေနဲ့လေးချက်ပြတဲ့ခရမ်းသီးနှက်လေးပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ Unano page မှာရရှိနိုင်တဲ့ဒီ order စိတ်ဟင်းချုံမုတ်ကအဲနှလုံးသွေးတိုးစီးကြိုကြောက်ကက်သမားတွေလည်းစားကြတယ်ပေါ့နော်အဲ့တော့ယောဂါကအတူတူရှိတာတတ်တတ်ဒီဒါစားခြင်းကြောင့်ယောဂါပိုတိုးသွားတာမရှိတော့အဲကြိုက်ကြတယ်ဈေးတော့တော့9000နဲ့မှ3000ပါပဲပြီးတော့မှအဲ31 coffee လေးဆိုလို့ရှိရင် super ကဈေးတော့2000 copy ကွာကြတော့1000နဲ့မှ9000 nest ကကြတော့2000နဲ့9000ဖြစ်ပါတယ် အဲပြီးလို့ရှိရင်အတီးအရွက်ပေါ့ကျမယူတဲ့တောက်ကြတာဒါကတော့အယောကအဲ2000နဲ့မှ9000ပြီးတော့ဒါကရှော်မဲထိုင်းရှော်မဲပေါ့တော့တထုတ်ကို9000ပြီးလို့ရှိရင်ဒါကကြတော့ Sensodyne တောက်တိုက်ဈေးဖြစ်ပါတယ်ဈေးနှုန်းလေးကတပူးကို3000နဲ့မှ2000ဖြစ်ပါတယ်အဲ့တော့နှစ်ပူးတွဲလို့လို့ရှိရင်တော့6000နဲ့မှ3000